အရက်သားပြင်းမှတ်ကုန်ယူကရိန်းသုံးဖြစ်တိုက်ခိုက်မှုကိုရုရှားကနားမလည်နိုင်ဟုဆိုမော်စကိုအပဝင်ပြည်နယ်ဒေသတချို့ကအရက်သားပြင်းမှတ်တွေကိုတမင်ရည်ရွယ်တိုက်ခိုက်တဲ့ယူကရိန်းရဲ့လုံရက်ကို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်တီမီထရီပက်စကော့ကမတ်လ17ရက်နေ့အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်ရုရှားအနေနဲ့ယူကရိန်းရဲ့စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုပဲစနစ်တကျရွေးချယ်တိုက်ခိုက်ခဲ့ပေမယ့် ယူကရိန်းကတော့ပြစ်မှတ်ရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ပက်စကော့ကဆိုပါတယ်။မတ်လ17ရက်နေ့ကမော်စကိုအပါအဝင်ဒေသတော်တော်များများကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်တာကိုပက်စကော့ကဝေဖန်လိုက်တာဖြစ်ပါတယ်။အမေရိကန်ကယူကရိန်းကိုလက်နက်ခဲယံပေးပို့တာရပ်ဆိုင်ထားတယ်ဆိုပေမဲ့ယူကရိန်းလက်ထဲမှာလှပောင်းများစွာတိုက်ခိုက်နိုင်တဲ့လက်နက်ခဲယံအရေးအတွက်ပေးပို့ထားတာဖြစ်တယ်လို့လည်းပက်စကော့ကပြောပါတယ်။အီလွန်မတ်က သူရင် starlet internet စနစ်ကိုပိတ်လိုက်မယ်ဆိုရင်လေယူကရိန်းတွေဟာနောက်ထပ်အစားထိုးသုံးမဲ့ internet စနစ်တွေရှိနေပြီဖြစ်တယ်လို့ဗလာဒီမာပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကပြောသွားပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်